မင်္ဂလာပါဒီနေ့ April 29ရက် Federal Affair ရဲ့နေ့စဉ်တင်ပြကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့စိတ်ချောက်ထုတ်လာတဲ့စိတ်ကောက်စီတပ်ကိုတော်လာရေးတပ်ဖွဲ့တွေကပိတ်ဆို့တိုက်ခိုက်စိတ်ကောက်စီဖက်ဆေးဥခတ်တိဆုံနေ့စဉ်ကြောထက်မနဲ့တရားရတဲ့တင်တဲ့ကရန်တောင်တားချောက်ကအပတ်စစ်လေးဝေခွေးရှောက်လာခေါ်ယူနေတဲ့တင်တဲ့မုပြဲမှာထိတွေ့တိုက်ပွဲတရက်တာအတွင်းစိတ်ကောက်စီဖက်က15ဦးထက်မနဲ့ထိခတ်တိဆုံတဲ့တင်တဲ့တွေပါဝင် ဖန်ဒရယ်ဖယ်ရဲ့နေ့စဉ်တွေတွေကိုကြားရမှာပါပကူတိုင်းဒေတာချင်းမင်းလာမြွနဲ့ရှိငမိုးရိပ်ကျွေရမှာအင်အား80ခန်းနဲ့စစ်ကြောထုတ်လာတဲ့စစ်ကောက်စီတပ်ကိုတွန်လာရေးပူပေါတပ်ဖွဲ့တွေကပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့ကြောင်းစစ်ကောက်စီဘက်ကစေဦးခတ်တိုက်ဆုံခဲ့ပြီး20ကြော်ထက်မနည်းတရားရတာတွေရှိတယ်လို့ မြေအောင်ပြတ်ချတတ်ဖွဲအုပ်ဖို့တက်ခွဲလေးရဲ့တာဝရှိတူတူကဖန်ဒရယ်ဖယ်ကိုပြောပါတယ်စိတ်ကစီတကတရော်ကုန်းကြည့်ရရှိဖိုကြီးကျောင်းကနေစတေစစ်ကျောင်းထွက်လာခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့ဧပြီလ29နေ့ရက်နေ့မနေ့ကိုနိုင်ရင်ဝင်ကျင်လာမှာတော်လိုင်းရေးပူပေါတက်ဖွဲတွင်နဲ့နှစ်နိုင်ကြီးချတိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးတိုက်ပွဲအတွင်မှာစစ်ကောင်စီဘက်ကထိနာလာကြောင်းလေကျောင်းကနေ MI35 ရဟရဲ့အပါဝင် Jet Fighter လေယာဉ်စီးနှက်ပါဖိခတ်တိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါတယ်။တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်စီတပ်ဖွဲ့မှပြန်လည်ဆုတ်ခွာသွားခဲ့ချိန်တော်လာရေးပူပေါတပ်ဖွဲ့မှနယ်မြေရှိလေယာဉ်လောက်ခဲ့ကတနငယ်စစ်တလက်60မမတလက်နဲ့ကြီးစားခရတွေနဲ့စိတ်အတုံးစာတချို့ရရှိခဲ့တယ်လို့သိရပါတယ်။ချက်ဂရီနီနက်ဆာဖက်ကွန်မြူနယ်အလဲကရဒေတာတနေရာမှာ ဆယ်လတာကြာမြင့်တဲ့ခရတောင်တာကြောင်း KTT CC ကလူငယ်တွေအတွက်အပတ်စဉ်လေးကြောင်းဝေခွေးလျှောက်လာကိုမင်းနစ်ဧပြီလ28ရက်နေ့မှာစတင်လက်ခံနေကြောင်း KTT CC ကြောင်းရဲ့ကြီးကြပ်တူတူဖြစ်တဲ့ခေါ်ကြော်ထန်းနိုင်ဦးက Federal Fair ကိုပြောပါတယ်။လက်ရှိအခြေတိ KTT CC ကြောင်းဟာ အပတ်စဉ်တိကနေတုန်းထိဖွင့်လှစ်နိုင်ခဲ့ပြီးကြောက်တူကြောက်တာဥယျာဉ်စုစုပေါင်း60ခုအထိ ပညာရတွေတည်ကြပေးနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။ခေတ္တစစ်စစ်ကြောင့်တက်ချင်တဲ့တူတွေအနေနဲ့မေလ16ရက်နေ့အထိနောက်ဆုံးထားလျှောက်ထားနိုင်တယ်လို့လည်းဆိုပါတယ်။ Shark Greenness နဲ့စမူပြမျိုးထိတွေ့တိုက်ပွဲတရက်တာတွင်စစ်ကောင်စီဘက်က15ဦးထက်မနည်းထိခိုက်တိစုပ်ပြီးတော်လာရဲရဲဘော်တော်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရှားတောင်စစ်ဒေသခွဲအမတ်တိပြူဟာရဲ့တဒင်းနေပြကြရတဝခတူက ဖရန်ဒရက်အဖက်ကိုပြောပါတယ်။မူပြဲအခြေဆိုင်ခြေမြတ်တိုင်ရခမရလီနီနီတာကမူပြဲမျိုးကို ပြန်လည်ထိတ်ချုပ်နိုင်ဖို့အတွက်မနေ့ကဧပြီလ28ရက်နေ့မှာအေအာတော်ရဝူချင်းနဲ့စစ်ကြောထုတ်လာတဲ့အတွက်စမ်းတော်စစ်ဒေတာခွဲ PDF ဗျူဟာအမတ်တင်လက်အောက်ရှိတိုင်ရတပ်ဖွဲ့ Greeny အမျိုးသားများကကွေရတ KNDF နဲ့အချားမဟာမိတ်တပေါ်စုတို့နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ စစ်ကောက်စီရဲ့အပြင်းထန်ထိုးစစ်ဆီတိုက်ခိုက်မှုကြောင့်တွန်လာရေးတပ်ဖွဲ့ကရှစ်တားကကင်တခုကိုလက်လွတ်ခဲ့ရပြီးတိုက်ပွဲအတွင်စစ်ကောက်စီဖက်က15ဦးထက်မနည်းထိခတ်တေဆုပ်ကတွန်လာရေးတပ်ဖွဲ့ကချင်းမိုးရေးရဲဘော်တို့ထိခတ်တရာရရှိခဲ့တယ်လို့သိရပါတယ်။မိုးပြဲမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်တဲ့ကြောင့်ပြည်သူတွေအနေနဲ့မိုးပြဲမြုပ်ဖက်ကိုဖြတ်သားတွက်လာခြင်းမပြုဖို့စားတော်စစ်ဒေတာခွဲအမတ်တပ်ပြူဟာနဲ့ ရင်းနီအမျိုးတားများကကွေရတ KNDF ဖေကောကအတိပေးထားပါတယ်။ဂရင်းနီပြင်းဒီမော့ဆိုအနောက်ခြားတနေရာမှာစစ်နေနေအရွယ်မော်တော်တူရာကရင်ချွေးရင်ရင်နေပစ်တေဆုပ်သွားခဲ့တယ်လို့ကုညီကဆက်ပစ်တူတူဦးကနေတီးရပါတယ်။အစူပါကလင်းငယ်ကရေကအတွင်းရှိကြောက်တော့ပေါ်ကရေကအတွင်းရှိကြောက်တော့ပေါ်ကနေခေါက်ချက်ကနိုင်ရွယ်အတွင်းပြတ်ပေါ်မလာပဲရင်နစ်တေဆုပ်သွားခဲ့ပြီး ကလေးကိုကဲထုတ်ပြီးတဲ့နောက်မှာဆေးရုပ်ကိုပို့ဆောင်ဖို့ကအခက်အခဲရှိတာကြောင့်ဆေးရုပ်ကိုအချိန်မီမပို့ဆောင်နိုင်ပဲအတက်ဆုံဆုံလိုက်ရတယ်လို့တီးရပါတယ်။ယခုလက်ရှိမော်တော်တူရတည်ဆုပ်ထားတဲ့ရေကာရဲ့ပေပါလက်မှာနေထိုင်ကြတဲ့စစ်ဆောင်တွေဟာအရေးပေါ်ကူတက်ဖို့ရှေးဦးတူနာပြူနီအသိပညာပေးတင်တာလိုအပ်နေတယ်လို့ဆိုပါတယ်။ Greenie ပြီးဒီမော့ဆိုအနောက်ခြားတနေရာမှာမနေ့ဧပြီလ28ရက်နေ့ မွန်လွယ်ပန်းနနိုင်ယူဝုန်ချင်လကချောက်တုတ်ကြည့်တတော်လိုက်ကြတာချောင်းအရတတ်တူဦးတေဆောခရရတယ်လို့ကိုတိုင်ကျုပ်တွေ့ခရတူကဖန်ဒရယ်အဖက်ကိုပြောပါတယ်မွန်တဲထဆွာရတူမချောင်းအဆူပါချောက်တုတ်ကြည့်ကိုမိုးကျူထိမှခဲ့ပြီးအဝတ်စာရောက်နေတဲ့စာတဆိုင်ပုံကိုလိုက်ကြခဲ့တာပဲဖြစ်ပါတယ်ချောက်တုတ်ပီပီတေဆောခရတူမှာလေဖြန့်နေတဲ့ဝေဒနာခံစားနေရတဲ့အတက်90ကျော်အရွယ်ဦးလူကဖြစ်ပြီးစိုက်ခန်းအတွင်းနားနေရင် ကြောက်တုတ်ပြီးခက်ကဥခေါပြပြီးတိတ်ဆုပ်ခဲ့ရတာပဲဖြစ်ပါတယ်။တိမောဆိုအနောက်ခြားတနေရာမှာမင်းနေဧပြီလ28ရက်နေ့နေ့လယ်တနင်္ဂနွေချိန်ကစပြီးညနေ3နာရီဝန်းကျင်ထိမိုးတဲထစွာရွာတိုခဲ့ပြီးလေပြင်းတိုက်ခိုက်တာတွေမူတီကြွေကျတာတွေမိုးကျိုးပြည့်တာတွေဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ဒီနေ့တာရီတိုင်းဒေတာကြီးထဝယ်မြို့နယ်တွင်မှာတပ်ဆွဲထားတဲ့ ဟာလီကွေစိကောက်စီတာစကားကိုတော်လာရတပ်ဖွဲ့ကပြီးခဲ့တဲ့ဧပြီလ26ရက်နေ့မှာဝင်ရောက်ပြစ်ခတ်ဆင်လက်ခံတာကြောင့်ဘူဂျီအပါဝေနှုတ်ဦးတည်ဆုပ်ပြီးလက်နက်ခဲရနဲ့တူစစ်တုပ်ပါစစ်ချုပ်ကိုလည်းအရှင်ဖမ်းမိခဲ့တယ်လို့ရဲဖြူပီပန်ဒီဖက်ဖို့ YPPDF တပ်ဖွဲ့ကတာဝူရှိတူတူကဖက်ဒရယ်ဖက်ကိုပြောပါတယ်အဆိုပါဟာလီကွေတာစကားဟာထဝယ်မြို့နယ် မမေဆောင်ကျရရှိရေထဝဲအမရှိပိထောက်စုလာမပေါ်မှာတရှိပြီးအင်အား30ဝချင်းနဲ့တဆွဲဌာနဖြစ်နေလို့တည်ရပါတယ်အစူပါတိုက်ပွဲမှာစစ်ကောင်စီတပ်ကလက်နေချီပြစ်ကူအများပြားနဲ့လီရီပြစ်ကူပြစ်ပေးခဲ့တာတွေရှိပေမဲ့အစူပါတိုက်ပွဲအတွင်းမှာပဲစစ်ကောင်စီတပ်ဖက်က MA1 ကိုလည်း MA2 တုံးလည်း MA3 6လည်း MA4 တလည်း MA11 တလက် PA100 တလက်နဲ့တူဆက်စပ်ပစ္စည်းတွေကိုပါတော်လိုက်ရဲ့တပ်ဖွဲ့တွေကတိတ်စီရမိခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်တနင်္သာရီတိုင်းဒေသကြီးကိုစစ်ကောင်စီတပ်ကအချိန်မရွေးလေကြောင်းကိုတုံ့ပြုပြီးတိုက်ခိုက်လာနိုင်တာကြောင့်မိဘပြည်သူတွေအနေနဲ့လေကြောင်းရာကာကွယ်တဲ့အချက်လက်နဲ့ပတ်သက်ပြီးလိုက်နာကြဖို့နဲ့စစ်ရဲ့အချိန်မြင့်လာတာနဲ့အမှန်တရားဘက်ကိုရပ်တည်လို့တဲ့စစ်ကောင်စီတပ်သားတွေ အများဆုံးပြည်သူရခွေကိုလောက်ကြဖို့တိုက်တွန်းကြောင်းတတိထုတ်ပြထားပါတယ်ဒီနေ့ဧပြီလ29ရက် Federal Affairs Institute တွင်ကိုကြားခဲ့ရတာပါကျွန်တော်ဒီဖို့ပါခင်ဗျာ